လက်တကြွေလေးမှာမှဲ့ပါသူများအားလုံးမင်္ဂလာပါရှင်လက်တကြွေဆိုတဲ့အတိုင်းလက်တကြွေအတွင်းပြင်ကြိုက်တဲ့နေရာမှာပါပါရှင်လက်တကြွေဆိုတဲ့အတိုင်းဒါလေးရဲ့တကြွေမဲ့လေးပါတတိလို့အထင်ခံပါတယ်စကားပြောတာနဲ့မင်းကဟိုဘယ်လိုပြောမလဲကိုတတိလို့ထင်သွားတတ်ပါတယ်အထင်ကြီးခံရတတ်ပါတယ်လက်တကြွေလေးမှာဘယ်နေရာမှာမဆိုမှဲ့ပေါ်လာတာနဲ့ချစ်ရတဲ့သူတွေငွေကုန်ကြီးကြများတတ်ပါတယ်ရှင်နောက်ချစ်သူလည်းဝိုင်းဝိုင်းလည်တတ်ပါတယ် ရှားနေရာမှာစောကြည့်ဘဲကြည့်မဟုတ်ဘူးဆိုရင်တော့လက်တကြွယ်မှာပါလာလို့ရှိရင်စောကြည့်ဘဲကြည့်မျိုးပေါ့နော်ဒါမျိုးတွေလက်တကြွယ်မှာမှဲ့ပေါ်လာရင်အင်အောင်ဘက်တို့ဘာလို့ရင်းနဲ့လဲတွေ့ရတတ်ပါတယ်ချစ်သူမရှိတဲ့သူကိုပြောရနော်အဲချစ်ရတဲ့သူတွင်ငွေကုန်ကြေးကြများသလိုချစ်သူခင်သူလဲဝိုင်းဝိုင်းလဲနေတတ်ပါတယ်နောက်တစ်ခုကတော့လက်တကြွယ်ကခက်တီတီနဲ့မွဲနေပေမဲ့လဲအထင်ကြီးခံရပါတယ်တတိလို့အထင်ခံရပါတယ်မရှိဘူးပြောလဲအချင်းငှားခံရပါတယ်နော်နောက်တစ်ခုကတော့ လက်တကျွဲမှာပါတဲ့မှဲတိုင်းကလက်တကျွဲမှာပါတဲ့မှဲတိုင်းကကို့မှာမရှိဘူးလို့ပြောရင်တောင်မှဘယ်သူမှမယုံကြပါဘူးရှိသေးတယ်လို့ပဲထင်ပါတယ်အလုံးပေးပြီးဆိုလဲသူမှာရှိတယ်လို့အထင်ခံရတဲ့မှဲလေးပါအဲ့ဒီကြော်လေးမှာပါတဲ့မှဲ့လေးအားလုံးကအင်းပျော်ရွှင်ရတတ်ပါတယ်မှဲ့လေးပေါ်လာရင်တော့ပျော်ရွှင်ရတတ်ပါတယ်ဘာလို့လဲဆိုတော့ချစ်သူတွေဝိုင်းဝိုင်းလည်လာလို့ပါပဲကျေးဇူးတင်ပါတယ်အခုဆိုရင်လန်ငါးချောင်းလို့ဟောလေးပြီးသွားပါပြီ ဘယ်ဒီမှာသိကျင်တဲ့လက်ကလေးလက်ချောင်းလေးတွေရှိတယ်ဆိုလို့ရှိရင် ထပ်ပြီးတော့ဒီပို့လေးအဲဒီပို့လေးတွေတင်ထားပါတယ်လက်ချောင်းလေးတွေ၅ချောင်းလုံးပြောလို့ပြီးသွားပါပြီရှင်ရှာကြည့်လို့ရပါတယ်